โอเคအားလုံးပဲမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ19ရက်နေ့ပေါ့ကျွန်တော်လူလူကောင်းတော့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့လည်းဖြစ်တယ်ပေါ့နော်အသက်80ပြည့်မွေးနေ့မှာကျွန်တော်တို့ဗီဒီယိုဗီဒီယိုကလစ်ပေါင်း8000နဲ့ပေါ့နော် greenness ဆိုင်ရင်တင်ဖို့လုပ်တဲ့အချိန်မှာကျွန်တော်အခုဆိုရင်ဗီဒီယိုပေါင်းကတသိန်းကျော်သွားပြီဆိုတာလည်းတီးရတယ်ပေါ့တီးရတဲ့ပြင်ဟိုဒါဟိုလူလူကောင်းတော့ဒေါ်ဆန်းစုကြည်ကဒါဟိုဘယ်လိုပြောအချင်း ကျင်းချခံထားရတယ်ပေါ့နော်အကျင်းချခံထားရပေမဲ့လည်းပြည်သူလူထုရဲ့မေတ္တာကဘလောက်ထိသူ့စီမှာရောက်နေလဲဆိုတဲ့ဟာကဒါထင်သာမြင်သာလည်းရှိသေးတယ်ပေါ့နော်အပြီးတော့ဒီရက်ပိုင်းမှာပဲဗီဒီယိုဖိုင်အဟောင်းလေးတွေပြန်တက်လာတွေတွေ့ရတယ်ပေါ့နော်အဟိုကျမတို့ကအဲကျမတို့အမေသမီးတို့မျိုးကတော့ဒါအစိုးရမိပါပေါ့နော်အစိုးရမိပါအဲ့ဒါကိုကျမတို့ဖုန်ကြီးကြောင်းနဲ့ဒါလမ်းမီးအတွက်ဆိုပြီးတော့မှတိုင်ရင်ကိုအိမ်တော်သူတစုကိုပတ်စံ1800ကောက်တဲ့အတွက်ဆိုပြီးတော့မှ ြောတဲ့အချိန်မှာတကယ်ဟိုပွင့်ပွင့်လင်းလင်းပြန်ပြီးတော့ဖြည့်ရှင်းပေးတဲ့ဗီဒီယိုရုပ်သံဖိုင်လေးပြီးတော့လမ်းမှာပြည်သူတယောက်ကသူ့ကိုပကြီကားလေးပေးခြင်းတို့ရင်နှန်းကြီးလာနေတဲ့ဟာကိုတားပြီးတော့မှလက်ခံတားတားတဲ့ဟာကိုရက်ပြီးတော့မှလက်ခံပေးတဲ့ဗီဒီယိုရုပ်သံဖိုင်လေးပေါ့နော်အဲအဲ့ဒီဟာလေးပြီးတော့ဘာသာတရားနဲ့ပတ်သက်ပြီးတော့လေဒါဟိုဟာဖြစ်တဲ့ဘာသာတရားနဲ့ပတ်သက်ပြီးတော့အလေးထားတဲ့ ရုပ်တံဖိုင်အဟောင်းလေးလည်းပြန်တက်လာတယ်ပေါ့နော်ဘာသာတရားနဲ့ပတ်သက်လို့ဘယ်လောက်ဒီအလေးထားလဲဆိုတော့တို့ဒါချင်းတောင်တန်းကိုသွားတဲ့အချိန်မှာချင်းတွေကစနေတင်းကနေမှာတို့ဖျားချစ်ခိုးတဲ့နေ့ပေါ့နော်ခရီးရနေ့ဖျားကြောင်တက်တဲ့နေ့မှာလူကြီးမလာသေးခြင်းဥဆိုပြီးတော့ထပြောတဲ့အချိန်မှာကျွန်မကျွန်မကလည်းဒီစနေတင်းကနေမှာပဲအားတာဖြစ်တဲ့အတွက်ဒီခီးစဉ်ရှက်ကျူးကိုအဲ့ရက်တွေမှာဆွဲမိတာပေါ့နော်နောက်စနေတင်းကနေမလာဘူးဆိုတဲ့ဟာဒီပေါ့နော်ဒါတွေကကျွန်တော်တို့ဒီအာနာသိန်းစေကောင်းတော့မင်းအွန်လိုင်းနဲ့ဘယ်လောက်ထိ ွာချားတယ်ဆိုတဲ့ဟာကဒီထင်သာမြင်သာရှိနေတဲ့အကွက်တွေလို့ပြောလို့ရတယ်ဗောနော်အဲဟိုမင်းအောင်လိုင်ဆိုလို့ရှိရင်ဒီချိန်ကြီးပြည်သူလူထုနဲ့ထိတ်တိုက်လဲမတွေ့ရဲ့ပြည်သူလူထုပြောတဲ့ဟာလဲလိုက်လုံးမပေးရဲဆိုတဲ့အခြေအနေမျိုးဗောနော်အဲ့တော့ဒီနေ့ဒါဟိုလူထုကောင်းတော်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အခါသမယမှာ ဇတ်တန်တွေပါပါလိုက်ခါသမယအဲဒီကျွန်တော်တို့ကျန်တဲ့တရေနေရောဘာကြီးထူးသေးလဲပေါ့နော်ဒါမွေးနေ့ကိုကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကလည်းမေစုမွေးနေ့ကိုတော်လိုင်းတက်ဖွဲ့တွေကလည်းကျွန်တော်လွမြောက်နေမြေအတီးတီးမှာအဲသူနိုင်တဲ့လောက်ကလေးတွေအထိမ်းမက်ကလေးတွေဝိုင်းပြီးတော့လှုပ်ပေးနေတာလည်းတွေ့ရတယ်ဒါပေမဲ့အထိမ်းမက်လှုပ်တဲ့အဖွဲကအထိမ်းမက်လှုပ်လှုပ်တာတက်တက်ကျန်တဲ့ဒီဆက်ပြီးတော့မှတိုက်ပွဲဝင်နေတဲ့လူကဒီနေ့မို့လို့ဟာငါတို့မေစုမွေးနေ့မို့လို့ ငါတို့တွေဟိုမွေးနေကြိခွဲဖို့ဟိုအလုပ်ဖို့အတွက်ဒီတော်လှန်ရေးလုပ်ငန်းရပ်တန့်သွားမယ်ဆိုတာမျိုးမရှိဘဲနဲ့ပေါ့နော်တောက်လျှောက်အလုပ်တွေလုပ်နေကြလဲအတွေ့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဆရာကြီးဒီရက်ပိုင်းမှာဘာတွေထူသေးလဲပေါ့ဟိုစစ်ကောင်စီအနေနဲ့ဒါဘေတောင်ဆန်းစစ်ကြီးမွေးနေမှာဘယ်လိုပဲဟိုတားမြင့်တားမြင့်ကျွန်တော်တို့ရဲ့ပြည်သူတွေကတော့ခုနကလိုကလေးကနေပြီးတော့လူကြီးထီပေါ့နော် တကယ်မေတောင်ဆန်းစစ်ကြီးကိုရှစ်တယ်ဆိုတဲ့အဥစ္စာကိုထုတ်ပြခဲ့တယ်နောက်တစ်ခုကကျွန်တော်တို့မြဝတီကရင်ပြည်နယ်မြဝတီက ်ဟာပြင်းအောင်စိတ်မှဆိုလဲအမေဒေါန်ဆန်းစွတ်ကြီးရဲ့ဗန်နိုင်းပုံလေးပါလေဟိုချိတ်ဆွဲချိတ်ဆွဲထားတာကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့ဒါခုနရဲတို့စစ်သားတို့ကတယောက်မှလာမဖြုတ်ရဲဘူးဆိုတော့ဟိုတရေနေလည်းတွေ့ရတယ်နောက်တစ်ခုကထူးခြားတာကတော့ဒီခုနတိုင်းရင်းသားဒေါ်လာရေးခေါင်းဆောင်ပေါ့နော်အတီအန်အန်လေးကကျွန်တော်တို့ဗိုလ်ချုပ်တပ်ဖုံးကျော်ကိုတိုင်ကဒါအမေစုကျမ်းမာပါစေပေါ့နော်အများဆုံးလွတ်မြောက်ပြီးတော့မြန်မာပြည်ကိုဥဆောင်နိုင်ပါစေဆိုတော့ဒါတိုင်းရင်းသားဒေါ်လာရေး ခေါင်းဆောင်တွေရဲ့ရှင်ထဲမှာတော့အမေစုကိုပေါ်မှာတလောက်ရှင်းမြတ်နိုးတယ်ဆိုတာကိုသူကတွေ့ရတာပေါ့ဟုတ်ဟုတ်ကျန်တာဘာကြီးသူသိတော့ဟုတ်ကျန်တာတော့ဒါခုနဟိုမနေ့ညကျွန်တော်တို့ AWD တိုင်းပေါ့ AWD တိုင်းဟင်းဟင်းတရခိုင်လေးမျက်နှာမြုံနေအတွင်းမှာတိုက်ပွဲတွေထပ်ဖြစ်နေတာပေါ့နော်ထပ်ဖြစ်တာဟိုမှာခုနဒီ AWD တိုင်းကဘုံမှုကလည်းဒီဟိုပါပေါ့တက်သားတက်တက်သားတက် ခုနတင်တန်း15ရက်လောက်ပဲပေးရတဲ့ဒီရဲဘော်တပ်သားတက်တွေကိုခုနဟိုအမတ်တ3လေးလေးကိုပို့တာဗောနော်ပို့တဲ့အချိန်မှာပဲခုနတိုက်ပွဲပြင်းထန်နေတဲ့ခါကျတော့အသေးပြောက်တွေရမ်းများတယ်နောက်တစ်ခုကထိခိုက်ဒဏ်ရာရတာတွေရတာတွေနောက်ထွက်ပြေးတာတွေဗောအဲ့ဒီမှာဇွန်လ12ရက်နေ့ရဆိုရင်ဒါ16ရက်ထွက်ပြေးတာ16ရက်ထွက်ပြေးတဲ့ဟာကိုအခုလက်ရှိလုံခြုံတဲ့နေရာရောက်ပြီလို့လဲဒါ information ရထားတာဗော ိုက်ပွဲတွေဘယ်လောက်ပြင်းထန်လဲဆိုတော့ခုနစစ်ကောင်စီဘက်ကဟိုအကြဆုံများတဲ့ခါကျတော့ဘုံမူကမိုးရင်းလဲဖြစ်တဲ့ခါကျတော့ဒီစစ်ကောင်စီရဲ့အလောင်းတွေကဒါဟိုရခိုင်ရိုးမားနေမှာခုန AOD တိုင်းတွင်းတွေကခုနငဝေမြစ်တို့ဘာတို့ဒီချောင်းတွေမြစ်တွေချောင်းတွေတဲဟိုအလောင်းတွေမျောပါလာတာပေါ့မျောပါလာတဲ့အတွက်ကြောင့်အဲခုနငတိုင်းချောင်းတို့ဘာလို့ဆိုရင်တန်းဒီအလောင်းတွေကိုမြုပ်နေရတယ်ဆိုတဲ့အကြောင်းငတိုင်းချောင်းပတ်ဝန်းကျင်ကရွာတွေကလည်းအခုဆို9000မစား မစားရတော့ဘူးเนาะဒီအလောင်းနေကွေးလောင်းနေခွေးခွေးသားစားတဲ့ငါးတွေကိုစားတော့ယွန်းတာပေါ့ယွန်းတော့ဒါဟိုငတိုင်းအကြောင်းဟိုပါပေါ့မြို့နယ်ကရွာတွေကငါးဟင်းတော့မစားဘူးဆိုတဲ့ information တွေလည်းသိရတယ်ပေါ့เนาะနောက်ထူးခြားတာပါလဲဆိုတော့ခုနကျွန်တော်နောက်တစ်ခုကပေါ့ပကိုးတိုင်းမင်းလားမျိုးနေရနေမှာဒါဖုံးကြောင်တစ်ခုမှာတက်ဆွဲထားတဲ့စစ်ကောက်စီတက်သား9ယောက်ကဟင်းစားချမယ်ဆိုပြီးတော့လက်နက်တွေပါယူပြီးတော့ ထွက်သွားတာအခုဒီပြန်မလာဘူးပေါ့နော်ပြန်မလာတော့ခုနစစ်ကောင်စီရန်တမ်းပြီးတော့ဒါဘေးပတ်ဝန်းကျင်တွေကိုမဲပြီးပြစ်နေတယ်ဆိုတော့သတင်းတွေပါကြားနေရတာပေါ့ဟုတ်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ ARV တိုင်းအဆက်မှာပေါ့နော် ARV တိုင်းအဆက်မှာဒီအာရခတ်တော့ AA နဲ့တကယ်တိုက်ပွဲဝင်ခဲ့ရတဲ့တယောက်ပေါ့နော်တကယ်တိုက်ပွဲဝင်ခဲ့ရတဲ့တယောက်နဲ့ကျွန်တော်အဆက်အသွယ်ရတဲ့အချိန်မှာသူကတော့လက်ရှိလွမြောက်နေပြီကိုရောက်နေပြီပေါ့နော်တယောက်နဲ့အဆက်အသွယ်ရတဲ့အချိန်မှာကျွန်တော်မေးကြည့်တော့ အဲ့ဒီဘောမီပဲပေါ့နော်ဘောမီဆိုတော့တစ်ဖက်ကတော့ပင်လဲကန်းဆက်ကြီးပေါ့အပင်ပင်ပင်လဲပဲပေါ့နော်အဲ့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့သူတို့ဘာတွေပေးလိုက်လဲဆိုတော့ဂျမ်မာကားတွေပေးလိုက်တယ်ပြီးရင်ဒီစူပေါင်းဆက်ပေါင်းပေါ့ဆရာဟိုတက်ကအယောက်20လားဒီတက်ကအယောက်20လားနဲ့အဲ့လိုစူပေါင်းဆက်ပေါင်းဟိုကလွတ်လိုက်တဲ့ပါစတွေပေါ့နော်အပါစတွေနဲ့ तू ကလွတ်ပြီးတော့မှရှေ့တန်းသွားခိုင်းတဲ့အချိန်မှာအခါတက်တော့အေးအေးနဲ့တွေ့တဲ့အချိန်မှာ तू က အရဟတတော့အေးရဘာလုပ်လဲဆိုအရင်တော့ drone လာကျဲတာဘယ်လိုလာကျဲတယ်ဆိုဂျာမာကားကြီးကိုလာကျဲတာဂျာမာကားပေးလိုက်တယ်သူတို့ဒီတင့်တင့်နေဟိုတန်ချက်ကကားတွေပေးလိုက်တယ်ပေါ့နော်အဲ့တော့ဂျာမာကားကြီးကိုအရင်တော့ဒုံးတို့အကျဲခံလိုက်ရတာပေါ့နော်အကျဲခံလိုက်ရတဲ့အခါကျတော့ဂျာမာကားကဘလို့မှလုံးလို့မရတော့ဘူးပေါ့နော်လုံးလို့မရတော့တဲ့အခါမှာဂျာမာကားကိုသူကသူအထက်ဌာနကိုလှမ်းပြီးတော့တင်ပြပြီးတော့ဟိုဒီဂျာမာကားကိုဖျက်ဆီးပေးပါဆိုပြီးတော့မှသူကဒီအရခတတော့ဘက်ကို ไอ้กาปาวมาซุเลยบ่เนาะแค่ซี้ไปบ่าซอซิกออนซีอ่ะตู้สู่ไซด์โดรนเนี่ยตู้อ่ะตู้ลาพี่ออกมาดีจามาก้าก็ลาแค่ซี้อ่ะในทางမျိုးดีจုံแก้ได้บ่เนาะไอ้มาไอ้โหลမျိုးเลยผิดแล้วผิดก็ตัวไอ้ไตปวยตันเลยจาเลยจาอ๋อไอ้ลาได้ซูปองแซปองป้าซ่าดิลาได้ซูปองแซปองอายุ80 80ลောက်ก็ฮ้องซุโหกระเซ็งกระเลียปี้จาดาบ่เนาะปี้ได้เฉยมาตัวอ่ะอายุ30ลောက်ก็ ပျောက်သွားတယ်ပေါ့နော်တချို့ကတနက်ပါသွားတယ်တချို့ကတနက်ကိုအဲ့ဒီရောက်ရောက်ရနေရမှာထားခဲ့တယ်ပေါ့နော်ထားခဲ့ပြီးတော့မှပြေးတဲ့အချိန်တွေမျိုးထီအောင်ဒါကြုံရတယ်ပေါ့နော်အေအေနဲ့တွေ့တဲ့အချိန်မှာအခုလည်းပဲဒါအေအေနဲ့ဆိုလို့ရှိရင်ကျွန်တော်ငဖဲဒီကပ္ပသ14နာအထိပေါ့နော်ငွေနဲ့နှစ်မိုင်အကွာလောက်အထိဟိုကပ်ပြီးတော့မှဒါအေအေကရောက်နေပြီပေါ့နော်အဲ့ဒီမှာလဲတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတယ်ဆိုတာလဲသတင်းတွေကြားရတယ်ပေါ့ပြီးတော့ဒီနောက်တစ်ခုကကျွန်တော်စိုးရင်ပွဲရာ တစ်ခုကြုံလာရတာကကျွန်တော်လက်ရှိတိုက်နေတဲ့ကြောက်ဖြူပေါ့နော်ကြောက်ဖြူမှာခမရ၅၄၃ထဲမှာရှိတဲ့အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရခိုင်လူမျိုးစုတွေကိုရခိုင်မျိုးနွယ်ဝင်တွေကိုတော့အဲ့ဒီတပ်ထဲမှာခြံထားခဲ့တယ်ခြံထားခဲ့ပြီးခြံတဲ့ဟာတွေတော့သူတို့နီးစပ်ရရေတပ်ကိုပြောင်းရွှေ့လိုက်တယ်ဆိုတော့တရင်လဲကြားရတယ်ပေါ့ကြားတော့စစ်ကောင်စီကကိုဘာလုပ်လာပြီလဲဆိုတော့လူမျိုးရေးတိုက်ပွဲဆန်ဆန်ပါပေါ့နော်မင်းတို့တွားတိုက်လို့ရှိရင်လည်းဒီတပ်ထဲမှာမင်းတို့တခြားလူမျိုးဗမာလူမျိုးတို့ အဲတခြားကရင်တို့ကချင်တို့ချင်းတို့ဘာတို့မရှိဘူးပေါ့နော်ရခိုင်လေးပဲရှိရတယ်မင်းတို့တိုက်ရင်တင့်တော်ပါမလားဆိုတော့ဟာမျိုးပေါ့နော်လူမျိုးကြီးစိတ်သက်ဝင်လာအောင်လို့လူမျိုးကြီးတိုက်ပွဲအတွင်လဲဖန်တီးလာတာဆိုတော့တွေ့ရတယ်ပေါ့နော်အဲ့ဒီဟာတွားပြီးတော့မှဟွာဖြစ်တယ်အဲ့တော့အဲ့ဒီအထဲထဲမှာနေရတဲ့လူတွေကလည်းငါတို့အရခတ်တော့အေးလာတော့မှပါလားဆိုတော့ကြောက်စိတ်နေပေါ့နော်အင်မတန်ကြောက်လန့်နေတယ်ဆိုတော့ဟာလဲသူတို့ဟိုပြောလာတယ်ပေါ့နော်အဲ့တော့ ဟိုစစ်ကောင်စီကကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါဟိုအမေစုမွေးနေတာနီးတဲ့အချိန်မှာလဲဒါမွေးနေ့ကိုအော့အော်တောင်းနေလောက်မှဆိုလို့လာဒါမှမဟုတ်ရှင်တခုခုပေါ့နော်အကြမ်းထဲမှာအကြမ်းစီတခုခုရှိလို့လားဆိုတော့အခြေအနေမျိုးကြောင့်သူကဒီဟိုမနေ့ကကျွန်တော်တို့ပြောခဲ့တဲ့ရုပ်တံ file ကိုပေါ့နော်ဒီဟိုရုံးထုတ်ပြီးတော့မှစစ်ဆေးတဲ့ရုပ်တံ file ကိုထုတ်ပြလာလဲတွေ့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပထမရက်မှာပြောခဲ့တဲ့အထက်မှာလဲပါတယ် ဒီနေ့မနေ့ထီသူတို့တွေဒီ Telegram မှာတင်နေတော့ပေါ့နော်ဒီနေ့မှာကျွန်တော်တို့ပန်းပန်တဲ့လူတွေဒီအင်ကြီးအပြဝစ်ဆင်တဲ့လူတွေပေါ့နော်အင်ကြီးပြဝစ်ဆင်တဲ့လူတွေကိုသူတို့အဲတွေ့လို့ရှိရင်ပြည်သူလူထုကငြိမ်းချမ်းသွားနေလို့တဲ့ပြည်သူလူထုကအဲသူတို့တင်ပေးဖို့ဆိုတော့ဟာမျိုးလဲသူတို့ Telegram မှာဟိုဖြစ်တယ်ပေါ့သူတို့ဖန်ဖန်စီပေးပါမယ်ဘာညာပေါ့နော်အဲအဲ့ဒီဟာလေးလဲသူတို့တောက်လျှောက်ဟိုဖြစ်နေတော့ကျွန်တော်တို့ကအဲ့နေ့ကပြောခဲ့တဲ့ရည်ရွယ်ချက်ကပြည်သူလူထုကိုဒါပြည်တွင်းကပြည်သူလူထုကိုအမေစု မွေးနေမှာဘာမှမလုပ်ပါနဲ့လို့ဆိုလိုတာမဟုတ်ဘူးအန်ရဲဒီလိုအန်ရဲပြီးတော့မယ်အဲ့တော့သူတို့မမြင်နိုင်တဲ့နေရာမှာပန်းပန်တာလို့သူတို့မမြင်နိုင်တဲ့နေရာမှာကျွန်တော်တို့အင်ကြီးအပြာဝစ်စင်တာတို့တော့ပြဿနာမရှိဘူးပေါ့နော်အဲဟိုကျွန်တော်တို့ကမလုပ်ဖို့လှုံ့ဆော်တာမဟုတ်ဘူးလှုပ်တော့လှုပ်ပါကိုအန်ရဲကိုကိုယ့်ဟာကိုကြည့်ပြီးတော့မှလှုပ်ပါဆိုတာလေးကိုကျွန်တော်တို့ကအဲ့ဒီနေရာပြောခဲ့တာပေါ့နော်ဒါလည်းအထင်မြင်လွဲမှားမှာဆိုလို့ပြန်ပြီးတော့မှရှင်းပြတာပေါ့ပြီးရင်နောက်တစ်ခုကကျွန်တော်တို့လက်ရှိဒီရက်ပိုင်းမှာတည်င်းနေ အဲဒူလောဒူလောတရင်တွေထွက်နေတာဗောနော်အဲကျွန်တော်တက်ရှိ CEO ဆိုတော့အာစစ်ကောင်စီကဝါဒဖြန့်ဇာကာရိုက်ခဲ့တဲ့တက်ရှိ CEO ဗောနော်တက်ရှိ CEO နဲ့ပတ်သက်ပြီးတော့မှဒါဥက္ကဋ္ဌဗောအဲဥက္ကဋ္ဌတိုက်ပွဲတိုက်နေပြီချနေပြီဆိုတဲ့ဟာဗောနော်အဲဒါကြောင့်ဒီဘက်ကဟိုတောင်ပိုင်းမှာတကယ်အဲတိုက်ပွဲဝင်နေတဲ့သူတွေကတောင်ပဲ line ပေါ်မှာတချို့ဟာသားတွေပြန်ပြီးတော့ရေးသားကြတာတွေ့ရတယ်ဗောနော်ငါတို့ငါတို့မတိုက်တော့ဘူးမင်းတို့ line ပေါ်မှာပဲတိုက်လိုက်ကြတော့ ဆိုတဲ့ဟာမျိုးပြန်ပြီးတော့ရေးတာတွေတွေ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တက်ရှိ CEO ဖြစ်တဲ့ဥက္ကဋ္ဌစခန်းကတော့လက်ရှိအဲဟိုတိုက်ဆပြီးတော့မှတိုက်ခိုက်ခြင်းမရှိသေးပါဘူးဗောနော်ဒေါ်လာရင်းတက်ဖွဲ့တွေကအဲ့တော့ကျွန်တော်တို့ဒီဘက်မှာဒီတောင်ပိုင်းဘက်မှာဆိုလို့ရှိရင်စခန်းဘယ်နှခုကြံမလဲဆိုကျွန်တော်တို့ဥက္ကဋ္ဌကြံမယ်ဟောလီကြံမယ်ဗောနော်ပြီးလို့ရှိရင်ထိကပ်ပလဲကြံမယ်ဗောအဲ့ဒီထဲမှာမှာအကြီးဆုံးစခန်းကတော့ကျွန်တော်တို့ဝေါ်လီပေါ့ဝေါ်လီကတော့ view ဟာထိုင်းပြီးတော့မှကျွန်တော်တို့122ရှိတယ်120 နှစ်လက်ရှိတယ်ပေါ့နော်ဒါနဲ့ဟိုသူတို့ဒီက online တက်ဖွဲ့တွေလာပြီးတော့မှတိုက်ခိုက်မဲ့အချိန်ကိုသူတို့ဆောင်းတိုင်းနေတဲ့အနေအထားမျိုးအသင့်ပြင်ထားတဲ့အနေအထားမျိုးတော့သွားပြီးတော့မှတွေ့ရတယ်ပေါ့တွေ့ရတဲ့ခါကျတော့ကျွန်တော်တို့ online တက်ဖွဲ့တွေကလည်းလက်တလုံးဝုန်းကနေတိုင်းကနေတော့ချက်ချင်းတော့တီပိုးပိုးပြီးရနောက်ပိုင်းမှာတော့ချက်ချင်းတော့မလုပ်သေးပါဘူးပါတီတွေဘလို့အကွက်ပြအောင်လဲတော့မသိဘူးပေါ့နော်အဲလုပ်ပြီဆိုလို့ရှိရင်လည်းမရဘူးဆိုတော့စခန်းကလည်းမရှိသလောက်ရှားပါတယ်ပေါ့နော်အဲလုပ်ပြီဆိုရင်တော့ဒါရမယ့်အနေအထားမျိုးပိုင်ပိုင်နိုင်နိုင် အကွက်ချပြီးတော့မှဒါလုံးမဲ့အနေထားမျိုးလို့သွားပြီးတော့တွေ့ရတယ်ဗောနော်နောက်တစ်ခုနောက်ကျွန်တော်ဟိုဒီဒီ channel မှာပဲဗောနော် comment လေးရေးပြီးတော့မေးထားလေးတစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ဘူအေးဝါဘယ်ပြောင်းနေလဲဗောနော်ဘူအေးဝါနဲ့ပတ်သက်ပြီးတော့ဒီရဲ့ဘိုင်းမှာတည်င်းသိပြီးတော့မှမတွေ့ရဘူးဗောနော်တိုက်ပွဲတည်င်းနေလဲမတွေ့ရဘူးအဲ့တော့ဘူအေးဝါကတော့ကျွန်တော်တို့ဒီ Lion Battalion ဆိုတဲ့ page မှာတော့သူ့ရဲ့လှုပ်ရှားမှုတွေကိုသွားပြီးတော့မှ အကြည့်လို့ရပါတယ်သူရဲ့ဟိုတွားနေလာနေတဲ့ဟာတွေဘယ်နေရာလုံးမဖော်ပြပေမဲ့လည်းသူရဲ့လှုပ်ရှားမှုတွေကိုနေ့စဉ်အဲဒါဖော်ပြနေတာနေ့စဉ်ဒါမှမဟုတ်လို့ရှိရင်ရက်ချပေါ့နော်ဖော်ပြနေတာလည်းရှိပါတယ်အဲ့တော့ तू ကတော့ကျွန်တော်တို့ဒါနေမီပြောရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဂျုံတိုးနဘူးဘက်ချမ်းမှာရှိရပေါ့နော်ဂျုံတိုးနဘူးဘက်ချမ်းမှာဘွေစေဝါကျန်းချမ်းမှာမှာ ਨੇ ရှိပါတယ်ဒါကျွန်တော်တို့ကော့ဂရိတ်ဂျုံတိုးနဘူးတက်တွေကိုတိုက်တဲ့ အထဲထဲမှာဘဝေစေဝါရဲ့ဒါလိုင်ယွန်ဘက်တလီယံစစ်ကြောင်းပါဝင်ပြီးတော့မှတိုက်ခိုက်နေတာရှိပါတယ်ပေါ့နော်အဲနောက်တစ်နောက်နောက်တစ်ယောက်ကလည်းနောက်တစ်ယောက်ကလည်းမေးထားတာရှိသေးတယ်အကိုဇွဲပေါ့နော်အကိုဇွဲဟွာဖြစ်တယ်ကိုဇွဲတိုက်ပွဲမှာကော်ကရိတ်နားမှာကြပြီးတော့ဟိုနားမှာကြသွားပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်လို့ဆိုတော့တရင်နေဒူလောဒူလောတွေထွက်နေတာလည်းရှိတယ်ပေါ့နော်ဒါကရက်လေးတော့နည်းနည်းခြားသွားပြီဒါပေမဲ့ကျွန်တော်လဲအဲ့ဒါကျွန်တော်ရဲ့ Facebook မှာပြန်ပြီးတော့မှ အတင်ထားတယ်ပေါ့နော်ကိုဇွဲနဲ့ဗီဒီယိုကောပြောထားတဲ့အဲဒီ screen shot လေးကျွန်တော်တင်ထားတာရှိတယ်။တ냔မမာနဲ့ရှိပါတယ်။လက်ရှိဒီ justice soja ကတော့ကျွန်တော်တို့ဒီဟိုဟာ viewer 32ပေါ့နော်။ viewer 32ကျွန်တော်တို့ဘူဒါဘောဥဆောင်တဲ့ viewer 32 cobra စစ်ကြောင်းရယ် cobra စစ်ကြောင်း1ရယ်စစ်ကြောင်း2ရယ်ပြီးတော့ justice soja ရယ်ကကျွန်တော်တို့တောက်လျှောက်ဒီတောင်မဲချင်းတောင်ပိုင်းမှာပေါ့နော်ပူပေါင်းတိုက်ပွဲဝင်နေတာရှိပါတယ်ပေါ့။ တော့ဒီနေ့ကျွန်တော်တို့ဒါဟိုလူလူကောင်းတော်ဒေါ်လန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာဘလို့ပဲစီကန်းတွေတင်းကျပ်တင်းကျပ်ပေါ့နော်မန္တလေးမှာဆိုလို့ရှိရင်လေလူထူပြောပါတယ်ဆိုတော့လူသွားလူလာများတဲ့ဈေးတွေမှာပေါ့နော်ဈေးမှာကျွန်တော်တို့ဒါအမြန်ဆုံးကျွန်တော်တို့အချင်းချခံထားရတယ်ကျွန်တော်တို့လူတူခေါင်းဆောင်တွေပေါ့နော်တမန်တော်ကြီးဝင်းမြင့်နဲ့ဒေါ်ဆန်းစုကြည်တို့ပြန်လှုပ်ပေးဖို့အတွက်လဲတောက်လျှောက်လှုံ့ဆော်နေတာတွေ့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဖျားသုံးသူမှာဆိုလို့ရှိရင်လဲကျွန်တော်တို့ အဒီဗီနိုင်းချိတ်ဆွဲပြီးတော့မှဒါလှုပ်ဆောင်နေတာရှစ်ကောင်းစီကိုတောင်းဆိုနေရလဲတွေ့ရတယ်ပေါ့နော်ပြီးမြောက်ရီမှာလဲဆိုတော့ဆရာကြီးပြောခဲ့တယ်မြောက်ရီဘင်းအောင်ဈေးမှာလဲဗီနိုင်းသာချိတ်ပြီးတော့မှဒါမေဆုရဲ့အသက်80ပြည့်မွေးနေ့ကိုဟိုဆူတောင်းပေးထားရလဲတွားပြီးတော့တွေ့ရတယ်ပေါ့နော်အဒီအဒီရက်ထဲမှာပဲတပြိုင်နက်ထဲပဲပေါ့နော်ကျွန်တော်ဒါအမေဆုကဒီငလျင်တန်းကြောင်ပေါ့နော်ငလျင်လှုပ်တဲ့ရက်မှာပဲလက်ကျိုးသွားတဲ့ဆိုတော့သတင်းတချို့လည်း ထွက်ပေါ်လာတယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့လည်းပြည်သူလူထုအနေနဲ့အထင်မြင်လွဲမှားသွားမှာလဲစိုးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီ2000ဟို2021ပေါ့နော်2021အဲ့ဒါမေဆုဟိုအာနာသိမ့်ပြီးတော့မှမတရားဖန်ဆီးခံရပြီးရနောက်ပိုင်းမှာကျွန်တော်တို့လူထုထင်တာမြင်တာရှိအောင်ပေါ့နော် လူထုရှေ့ကိုထွက်လာတော့ဗီဒီယိုတို့ရုပ်တံဖိုင်တို့လုံးဝမရှိပါဘူးမရှိတဲ့အတွက်ကျွန်တော်တို့သစားကားဆကဒူလောဒူလောသတင်းတွေ ဖြန့်တာပြီးတော့သတင်းတစ်ခုကိုအမှောင်ဖုံးခြင်းလို့ကျန်တဲ့သတင်းတွေဖြန့်တာပဲလုံးဆောင်တာရှိပါတယ်ဗောနော်အဲဒီမနေ့ကထုတ်လိုက်တဲ့ဗီဒီယိုဖိုင်2022ကရုံးထုတ်စစ်ဆေးတဲ့ဗီဒီယိုဖိုင်တစ်ခုပဲဒါလူတို့ရှေ့ကိုထွက်လာတာရှိပါတယ်ဗောနော်ကျန်တဲ့သတင်းကတော့ဒုလောဒုလောသတင်းတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကျွန်တော်တို့လူတို့တွေလူတို့အများကြီးရဲ့မြစ်တာကိုခံယူထားတဲ့လူတယောက်ဖြစ်တယ်လူတို့အများကြီးကိုလည်းမြစ်တာပြန်ပေးထားတဲ့ လူတယောက်ဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီလူမျိုးကကျွန်တော်တို့အချင်းချခံနေရရင်တော့မှာပဲဘေးမတည်ရံမခါပဲနဲ့သူသူ့ရဲ့သူနဲ့အနီးကပ်နေထိုင်ခဲ့တဲ့လူတွေလည်းဒါအမြဲတမ်းပြောပါတယ်ဖရာတရားဘလို့လုပ်တယ်အတရားထိုင်တဲ့အချိန်ကဘလို့စားစားတဲ့တောက်တဲ့ဟာကဘလို့ဘလို့ဘလို့ပုံသမ်းပေါ့เนาะပြီးရင်သူနဲ့နီးကပ်တဲ့လူတွေကသူနဲ့အတူတူနေတဲ့လူတွေကသူ့ရဲ့မေတ္တာကိုနည်းနည်းအနားကပ်ပြီးတော့မှစကားပြောဥဒါနဲ့ကိုသူ့ရဲ့နှွေးထွေးမှုကိုခံစားရတယ်ဆိုတော့ အချက်တွေကိုကြည့်ရနေတယ်ဘေးမတိရမခါလောက်ဘူးလို့ဒါကျွန်တော်တို့အနေနဲ့တော့အထင်မြင်သုံးသပ်လို့ရပါတယ်လို့ပြောကြရင်လည်းကျွန်တော်ဇက်ကဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်